အားလုံးမင်္ဂလာပါရှင်။အကားစော official YouTube channel ကနေပရိသတ်များအားလုံးကိုပြန်လည်ပြီးအကျဉ်းဆုံးပါရနော်။ကျမတို့ရဲ့ channel ကနေဒီကနေ့မှဆိုရင်လေကျမတို့ရဲ့ဇာအကားစော်ရေးသားထားတဲ့တရေကျန်းတဲ့ရှစ်ထက်တိုက်ဆိုတဲ့ဇလန်ကတပုတ်ကိုအားလုံးနားဆင်ဖို့အတွက်ထောက်လှမ်းပေးကြပါရစေ။ဒီဇလန်ကြောင့်ရလေးနောက်ဆက်ခံမှာတော့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလောက်တော့ပြည့်ပြီးတော့ဘေးနားများတဲ့ notification ကိုလည်းတစ်ချက်လောက်ဖွင့်ပြီးအားပေးကြပါဦးနော်။တိုက်ကြီးတွင်းကိုဝင်လိုက်တာနဲ့ မုံမို့တရာဘာကြောင့်မှမသိပေကြော်ချသွားရတယ်။သူယောက်ျားဖြစ်သူကိုအောင်ကတော့လိုက်ထွက်ကားလေးအတွင်းကနေ အထောက်ဘိုးတချို့ကိုတိတ်ချတယ်။ညားကစားလင်းမရမို့အထောက်ဘိုးကတိတ်မများဘူး။အထောက်ဘိုးတွေကိုတိုင်အောင်ရှိလှေကားခွေတွင်ကိုထည့်လိုက်ပြီးရခါမုံမို့ကကိုအောင်လက်ကိုတို့ထီတယ်။ဟုတ်သားပဲ။မုံမို့ပြောဖို့မေ့နေရ။ကိုအောင်တို့ခန်းကငါးတက်မြဘဲဘက်ချံကိုအောင်ကမှွေရလေးကြီးကိုထမ်းလို့အရှိရနေတက်သွားတယ်။ မိုးမိုးလေးအထောက်ပေါ်တချို့ကိုတဲလို့ကိုအောင်နောက်ကနေလိုက်တတ်တယ်။တိုက်ကတိုက်တဲ့ကြီးဖြစ်လို့နေထိုင်ခွင့်တော့ကြမကြမသိရဘူး။တိုက်တလုံးမှာအိမ်ရောက်တဲ့မြင်းကြီးတက်မှသာဆန်ဆိုင်ဖွင့်ထားလို့ကျန်တဲ့တိုက်ခန်းလေးမှာတော့အိမ်ကားတွေကိုတဲထားတယ်။ဒါပေမဲ့အခန်းတိုင်းကလူမရှိသေးဘူး။အခက်လွတ်တွေကတော့များပါတယ်။မိုးမိုးလေးအထောက်တဲ့ကြီးအကဲခတ်ကြည့်ရခါမှာသူတို့တက်လာတဲ့တလျှောက်ပထမတက်မှသာလူနေကတခန်းကိုတွေ့ရလို့ကျန်တဲ့ခန်းမှာလူမရှိဘူး။ တုံးနဲ့မြောက်မှာတော့လူနေပုံရတဲ့တိုက်ခတ်တစ်ခုရှိပါသေး။လေးတက်မှလည်းလူမရှိ။သူတို့နေထိုင်တဲ့ငါးတက်မြောက်မှာလည်းတဖက်ချမ်းရှိအခန်းမှာလူမရှိပဲအခန်းတကောက်ကိုအပြည့်ရနေပိတ်ထားတယ်။ကိုအောင်ကအခန်းတကောက်ဖွင့်လို့ဖြစ်တာနဲ့မမောကအခန်းထဲကိုဝင်လိုက်တယ်။အခန်းကတိတ်တော့မဆိုးဘူး။အိတ်ရှိမှာဝရဏတစ်ခုရှိလို့အိတ်ရှိကတစ်ခန်းရှိပါသေး။အိတ်ရှိကအနောက်မှာတော့အထက်သားပြားတွေနဲ့ကာရက်နဲ့အခန်းနှစ်ခန်းရှိတယ်။ထိုအခန်းလေးဖေးမှာ ရှောင်းလန်းလေးရှိလို့ ရှောင်းလန်းလေးကိုဖျက်ကျော်လိုက်တဲ့အခါမိဖို့ကြောင့်ထမင်းစားကအသေးကလေးနဲ့ရေချိုးကန်အိမ်နာကန်တွေကို တွေ့ရတယ်။တိုက်ခန်းကတခြားမိသားစုတွေအဖို့ကျင်းမယ်လို့ထင်ရတော့လေမိုးမိုးတို့လိုညာကစားလင်းမရအတွက်တော့အကျယ်ကြီးတော့ဖြစ်ပါလေ။ကိုအောင်ကတစ်ခေါက်ပြန်ဆဲသွားတာမို့မိုးမိုးကအနောက်ကနေလိုက်မစင်းတော့ဘူး။တိုက်ခန်းထဲမှာသာနေထိုင်ခဲ့ရင်တန်ရှင်းလို့ဖို့စီစနေ။အဲ့ဒီအချိန်တိုက်ရှိလှေကားကနေခြေတံကြားရတယ်။မိမကြီးတယောက်က သူတို့အခန်းထဲကိုခေါင်းပြူကျတာတိတ်ရတယ်။မုံမို့လေဆက်ဆုတဲ့မိမကြီးဖြစ်မယ်လို့တွေးလို့အိမ်ရှိကိုပြေးထွက်တယ်။ဒီအခါအပေါ်တက်ကိုတက်သွားပြီးခြေတံတစ်ခုကိုကြားလိုက်ရပြန်နေ။အပေါ်တက်မှာလူနေရထင်နေ။တော်တော်ဆက်ဆုတဲ့မိမကြီးဖြစ်မယ်။အခန်းထဲကိုတော့ခြောက်ကြည့်သွားသေးရဲ့။မုံမို့ကရေရွတ်ပြီးတော့တန်ရှည်ဆက်လို့တယ်။မုံမို့နဲ့ကိုအောင်ကအိမ်အောင်ကြပြီးတောင်းလာပင်မပြေဘူး။နှစ်ဦးသဘောတူတရားရုံးမှာလက်ထပ်ကြပြီးတော့တအိုးတအိမ်ထူထောင်နေ။ အတူတူပေါင်းတဲ့နေထိုင်မှုဖြစ်တာနဲ့နေရထိုင်ရကတော့အခက်တွေ့လာတယ်။ကိုအောင်ကလည်းအလုတ်သမားလာကစားဖြစ်တယ်လို့မမောကလည်းလာကစားဖြစ်တာမို့နှုတ်ဦးနေထိုင်ဖို့အတွက်ဈေးသင်းနဲ့တိုက်ခန်းကိုရှောက်ဖွေရင်ရခုတိုက်တဲ့ကြီးကိုတွေ့ရှိသွားတာပါ။ထို့ညတော့တိုက်ခန်းကိုရှက်လှလို့လင်မယားနဲ့အောင်လက်ဆောင်ထမင်းစားကြသည်။ထမင်းဟင်းတွေကိုချက်မစားတော့ပေနီးစက်ရထမင်းဆိုင်ကဝယ်စားလိုက်ကြသည်။အိမ်ပြောင်းလာတာနဲ့လင်မယားနဲ့အောင်ဆက်လို့ပြန်မနေကြပြီ။ ဒါနဲ့ကိုအောင် ခွေဘနဲ့ရရလေမောမောဟင်းခွက်ထဲမှာနောက်ဆုံးကျန်းနေတဲ့ကြသားဘတ်တစ်ဖက်ကိုခူးထည့်ပေးရင်းနဲ့မင်းမြန်နေကိုအောင်ကထမင်းလောက်ကိုမြှုပ်ချလို့တရားပဲရမယ်မို့ရင်ဒီနေ့တောင်မှစက်ရုံမို့အောင်ခွေပေးချင်တာမဟုတ်ဘူးကိုအောင်တငယ်ချက်တယောက်ကကိုအောင်အစအလုတ်ဆေးပေးလို့တော့အကိုခွေရတာမောမောလည်းဝန်ထမ်းတယောက်ဖြစ်တာမို့ကိုအောင်ရဲ့အခက်ခဲကိုနားလေကိုချင်းစားတယ်သူများဝန်ထမ်းဟာ ဝင်းနေဘဝမှာခွင့်ရရဖို့ဆိုတာကတော့တိတ်မလွယ်ဘူးပူဆိုတာကကိုအောင်ကသူတို့ဆက်ရုံမှာညာဆိုင်စင်းနေရသူပါညာဆိုင်အလုတ်သမားတွေနေဆိုင်နဲ့အလုတ်ပို့လို့ရတယ်လို့လာစားလေးအနေငယ်တော့ပို့ရတယ်ရခင်ကကိုအောင်ကနေဆိုင်အလုတ်သမားဖြစ်တော်လေအိမ်အောင်ကြပြီလင်းမယားနှစ်ယောက်ရှေ့ရဲတော်စူဆောင်းရအောင်မှမို့ပတ်စံပို့ရတဲ့ညာဆိုင်အလုတ်ကိုမမောတိုက်တော်နာနေအလုတ်ကရကြမှာဒါဘောက်ကိုအောင်ရဲ့အလုတ်ကအရေးကြီးရပါ့ မမို့လေဒီနေ့တရပဲခွင့်ရတာမနှက်ပြန်အလုပ်ပြန်ဆက်ရမှာကိုအောင်ကထမင်းကိုနှဲဖက်နေရင်တဆုမနှက်ပြန်မင်းထမင်းကြီးထဲဖို့အတွက်ရောဘယ်လိုလုပ်မလဲရပါတယ်ကြဲဥဝတ်ထားတယ်အားလို့ရှိရင်မနှက်မသွားခဲ့လေအမိချက်သွားမင်းညစာစားပြီးတော့လင်မယားနဲ့တော့တီဗီမကြည့်တော့ဘဲနဲ့အခန်းထဲကိုဝင်လို့အိတ်ဆက်တယ်သူတို့လင်မယားကခေါင်းရေကမ်းမှအိတ်ဆက်ကြလို့ခြေရင်းရှိအခန်းကတော့လောလောဆယ်အလွတ်ကြီးတော့ဖြစ်ပါတယ် ထိုညပင်မပပနဲ့အိတ်တာမို့အိမ်မက်ပင်မမက်ဖေးတကြိုးတဲ့ကိုအိပ်ပျော်သွားကြ ರಿ နှိုးဆက်မီယာနဲ့မမို့တယောက်အသိအသက်ထားရ ರಿ ကိုအောင်ကတော့မနိုသေးဘူးကိုအောင်အိမ်ရဲ့ဝဝအိပ်ပါစေလို့တွေးပြီးမိဖို့ချောင်းလေးကိုပြေးဝင်လာခဲ့တယ်အချိန်ကတော့မနက်6နာရီခန့်တော့ရှိမယ်မိလာနေရာနဲ့ဆန်စီပြီးထမဲပောက်ဦးနဲ့ထမဲတဲတယ်ကြဲဥကြော်ဖို့အတွက်ကြဲဥငါးလုံးကိုထုတ်လို့ဇပွဲပေါ်တဲနေသူ့ထမဲဆိုင်နဲ့ ကိုအောင်စားဖို့အတွက်ချက်ပြုတ်ပေးခဲ့မှတော့ရှာမင်းကျဲဦးအမြန်မှွေကြော်ပြီးတော့ထမင်းစပွဲဖို့မှတင်ခဲ့ကအာလူကိုအခေါ်ခွာလေးဒီအချိန်သူတို့အိမ်တကာလက်နဲ့တရောင်းတော့ခောက်တဲ့အသက်ကြားရတယ်စစောစီစီဘသူပါလဲမမို့တယောက်လက်ထရဓာတ်ဝချလို့အိမ်ရှိစီကိုပြေးလာတယ်အိမ်ရှိတကာကိုဖွင့်တဲ့အခါအိမ်ရှိမှာဘသူမှလည်းမရှိဘူးမမို့လည်းမယုံသင့်ကနဲ့လေကားတိုက်ထွက်ကြည့်တော်လေလေကားမှတစုံတရောင်းမှလည်းရှိမနေဘူးသူတို့အခက်ရှိမှသာ မီးလုံးလေးထုံးထားတာနဲ့လဲထိုင်နေပြီးကျန်းတဲ့လှေကောက်တစ်လျှောက်မှောင်အတိတော်ကြပါလေဘသူမှလည်းမရှိဘူးတယောက်ယောက်ကလက်ဆော့ပြီးခောက်သွားတာဖြစ်မယ်မုံမုံလည်းတကားပိတ်လို့အိမ်ထဲကိုပြန်ဝင်နေအာလို့တွေကိုဆက်အခေါခွာလို့ရေးစစ်ပြီးထမင်းစပွဲပေါ်ကိုတင်းတဲ့ခါမှာတော့ကျဲဦးကျော်ဘက်ကမှကျဲဦးကျော်တဖမ်းမှလည်းမရှိဘူးဟင်ကျဲဦးကျော်တွေဘယ်ရောက်သွားတာလဲမုံမုံလည်းဘေးဘီကိုကြည့်ရင်ကြွက်ချီသွားတာလောက်မသိဘူးကြွက်ချီရအောင်ကလည်း ကျောက်ကျော်တွေကပူပူနွေနွေကြော်ထားခြင်းတော်ဖြစ်တယ်။မမောကဇပွဲကိုအသေးချကြည့်လို့အကဲခတ်တယ်။ကြွက်ချီသွားတယ်ဆိုဇပွဲမှာစိတ်တချို့ပြေချန်နေရမှဖြစ်ပေမယ့်ဇပွဲရခြေရလက်ရမပြတ်ဘူး။တွေးကို မတွေးတတ်တော့ဘူး။ဘာလို့မတွေးတတ်ပဲဖြစ်နေရလဲမဟုတ်။ရုတ်တရက်ကိုအောင်ကမိဖို့ခန်းထဲကိုဝင်လာနေမမောတယောက်ထိတ်လန့်သွားရတယ်။လှမ်းလိုက်တာကိုအောင်ရဲ့။မိုးကတော့လှုပ်ပြီးကိုအောင်ကိုမျက်နှာလှမ်းစီရလား။မဟုတ်ဘူးကိုအောင် ဒီမှာတည်ထားတဲ့ကြက်ဥကြော်တွေပျောက်သွားလို့ထူးဆန်းနေရ။ကိုအောင်ကတောက်ရည်တစ်ခွက်ကိုငှဲ့တောက်လို့ကျွတ်စားသွားတာဖြစ်မှာပေါ့ကွာ။တိုက်ကအသေးဆိုတော့ကျွတ်တွေပါတွေခိုးချင်ခိုးနေမှာပေါ့။ကိုအောင်ရဲ့ပြောဆက်ကမုံမုံခေါင်းညိတ်ပြီးထောက်ခံရုံကလွဲလို့ဘာမှလုံးဆရာမရှိတော့ဘူး။အာလူကိုပစုံကြောင်းနဲ့နှက်ချက်ပြီးတော့တော့ထမင်းကြိုက်ထည့်သွားပြီ။ကိုအောင်အတွက်ဟင်းကိုတော့ဇပွဲပေါ်မှာပဲအုပ်ဆောင်ကြီးနဲ့အုပ်ထားပေးရတယ်။မို့ဒီမှာနေရတာအဆင်ပြေတယ်မဟုတ်လား။ အဆင်ပြေတယ်ကောမိုးတော်ရင်ကငားနေတဲ့အိတ်ထက်ကျဲလေကျဲတယ်နောက်ပြီးတော့ဟိုဝင်ကအင်းရှာတော်ကြီးကအာအာရှိလေမျက်စိတောက်တောက်ကြည့်နေလို့အနည်းရကြက်သေးတယ်ကိုအောင်ကအိုးတိုင်းနေတဲ့မမို့အနောက်ကနေပွေဖက်တယ်ပြီးခဲ့တာတွေပြီးပါပြီမို့ရင်ဒီအိမ်ကတိုက်တက်မို့လို့ဈေးတက်တက်နဲ့ငှားလို့ရတာမို့ရင်ဒီလိုနဲ့မမို့တယောက်ထမင်းစားပြင်ဆင်ပြီးအလုပ်ကိုထွက်သွားတယ်ကိုအောင်တယောက်သာအိမ်မှာခြံခဲ့တယ် ကိုအောင်ကညနေ3နာရီခန့်ဆိုဆက်ရောက်သွားရတယ်။ဆက်ရောက်မှညစာတက်နေစလို့တညာလုံးအလုတ်ဆင်းရတယ်။မနေ့6နာရီခန့်မှအိမ်ကိုပြန်လာတယ်။မမို့တိုက်အောက်ကိုလျှောက်တော့ညနေ6နာရီကျော်နေပြီ။အလုတ်က9နာရီဆင်းပြီမိတ်စားတော့ဖို့အတွက်ညနေ၄လေးဘက်ကိုလျှောက်ရတယ်။အိမ်မှာရေခဲတက်တာမရှိရနဲ့ဟင်းချက်စရာအသားငါးတွေကိုဝယ်ပြီးတော့မလောင်ထားနိုင်တာမို့ရုံးကပြန်လာတိုင်းထိုဈေးလေးစီကိုဝင်လို့နောက်တနေ့အတွက်ဟင်းချက်စရာတွေဝယ်ချမ်းရစမြဲပါ တိုက်ရောက်ရောက်တော့တိုက်ရောက်ကဆန်ဆန်ကလည်းပိတ်ထားတယ်။မုံမို့လည်းအိတ်ခတ်တော့ထုတ်တိုက်ပေါ်ကိုတက်လာတယ်။ပထမတက်ကိုကျော်လွန်ပြရခါတိုက်လီကားပေါ်ကိုအတော်ကြီးတယောက်တက်နေရအောင်ရိတ်ကနေတော့မြှဲ့တွေ့တယ်။ဒုအပေါ်တက်မှနေတဲ့သူတွေဖြစ်မယ်။မုံမို့လည်းအရှိတ်တက်လို့ထော်တော်ကြီးကိုနှုတ်ဆက်ဖို့အတွက်ခက်သက်သက်လေးတက်လိုက်တယ်။လေကားအတက်ခွေးမှာအတော်ကြီးကိုမှီလိုက်တယ်။အတော်ကြီးကပိတ်ပိတ်ပပနဲ့ဖြစ်လို့ခြေထဲအင်းကြီးခန်းနှွမ်းကိုဝှက်ဆက်နေ။မမို့အတော်ကြီးကတွေ့တော့ ညနေသေးကြီးနဲ့ကြည့်လို့အပေါ့လှင်မြန်စွားနဲ့တက်သွားတယ်။မုံမုံလည်းအနောက်ကပြစ်တက်ထက်ခဲ့တဲ့အခါထိုတော်ကြီးကိုမှတ်မိရောက်ပုံ။ငါးရက်မြောက်ကိုရောက်တဲ့အခါအပေါ်တက်ကိုတက်သွားပြီးအတော်ကြီးရဲ့ခြေတန်းတွေကိုကြားရတယ်။ဘလို့လို့လဲလူမှုရေးမရှိရလူတွေလာလည်းမသိဘူး။ဒါပေမဲ့မုံမုံကစိတ်မလျှော့သေးဘူး။ဒီလိုနဲ့အပေါ်တက်ကိုတက်ကြည့်ဖို့စိတ်ကူးရသွားတယ်။လေကားတစ်လျှောက်ကအမောင်ကြနေတယ်။ဒီအခါမုံမုံကဖုန်းကိုထုတ်လိုက်ပြီး ဖုံးမီလေးဖွင့်လို့တက်လာ ರಿ တက်ထပ်ပြီးတက်ထပ်တက်လာတော့လူရှိပုံရတဲ့အခန်းကိုလည်းမတွေ့ဘူးနောက်ဆုံးတက်လာရင် ထိတ်ဆုံးရှက်ထက်မြောက်ကိုရောက်တဲ့အခါအလွန်အံ့ဩသွားရ ರಿ ရှက်ထက်မြောက်မှာစောက်လို့မပြီးသေးသေးပုံရှာ ರಿ အခန်းတစ်ခန်းရှိပြီးအဲ့ဒီအခန်းနေမှာတကားမတွေပြမတက်စင်ရသေးသလိုမျက်နှာချက်ကလည်းပြိုကျ ರಿ လေကောက်ခွေမှလည်းအပိုင်းအဆအကျိုးအပဲ့တွေပြက်ကျဲနေပါ ರಿ မမို့ထူးဆန်းသွားသလိုကြောက်စိတ်လည်းဖြစ်ပေါ်ရီးဘာကြောင့်မှမသိ ကြောချမ်းသွားပြီးစက်သိန်းနေရာတပြန့်ပြန့်နဲ့ထလာတော့မို့အောက်ထက်ကိုအမြန်ပြေးစင်းနေအိမ်နဲ့ရောက်တော့မှအိမ်တကားကိုပိတ်လို့မိခလုတ်တွေဖွင့်လိုက်တယ်ဒီတော့မှ အသက်ဝဝရှူနိုင်တယ်ဒါဆိုအပေါ်ထက်မှလူတယောက်မှ မနေဘူးဆိုတဲ့သဘောပေါ့ဒါဆိုခုနငါတွေးလိုက်တဲ့အတော်ကြီးကဘယ်မှနေရလဲမုံမုံစိတ်ထဲတွေးတော့စရာတွေဖြစ်လာတယ်ဒါပေမဲ့တွေးလေးလေးထိုင်လန့်လေးလေးဖြစ်မှဆိုးရိမ်တာနဲ့စက်မတွေးတော့ဘဲမတိကျအောင်စောင့်နေလိုက်ပါတယ် ညနေစာမစားခင်ဈေးရဝဲလာတဲ့ကြက်သားတွေကိုစေးကြလို့စားစလွင်းနေတံဟိုးတစ်ခုတွဲမှာထည့်ထားတယ်။အပေါ်ကတံဟိုးအဖုံးကိုဖုံးလို့ထမင်းဘက်ကခုခတ်တယ်။မမိုးကြိုက်တဲ့ကိုရီးယားကလာတော့မင်းအိမ်ရှိမှာထမင်းစားရင် TV ကြည့်ဖို့အတွက်စိုးဖြတ်ထားတာပါ။ထမင်းခုပြီးတော့အိမ်ရှိကိုအထွတ်တံဟိုးကိုတက်ချက်ကြည့်လိုက်တယ်။ကြွက်ကအစိမ်းတော့မစားတော့ပါဘူး။"အိုးပြောမရဘူး။တစ်ခုခုနဲ့ဖိထားမှ။အနီးမှာချထားတဲ့ တက်တာစင်းနီတုံးဝိုင်းလေးကိုကောက်ယူလို့ဒံဦးအဖုံးမော်ကိုတင်ထားတယ်။စင်းနီတုံးကအလေးချိန်အနည်းငယ်ရှိရနဲ့ကျွဲတဲ့ကောင်မားယူနိုင်ဖို့တော့မလွယ်ကူဘူး။မမောကတီဗီကြည့်ပြီးထမင်းစားနေတယ်။တဲအိမ်လုံးနဲ့မီးတွေထိန်းနေအောင်ကိုဖွင့်ထားတယ်။ထမင်းစားနေချိန်အိမ်နောက်ဖေးကိုရှောက်တယ်။ရှောက်လဲရှိမီးချောင်းကတဖြက်ဖြက်နဲ့မှိတ်တော့မှိတ်တော့ဖြတ်နေတယ်။မီးချောင်းများကျုံးချက်လာလား။တီဗီစက်ကြည့်နေချိန်မှာတော့အိမ်နောက်ဖေးကဒံဝိုးကြတဲ့ဘကံကြတဲ့တွေကိုကြားရတယ်။ မမို့လဲအမြန်ထလို့မိဖို့ကန်းကိုပြေးတဲ့အခါမိဖို့ကြောင့်တဲမှာလူရိတ်တခုဖြတ်ခနဲ့ထွက်ပြေးသွားတော့မြင်ရတယ်။ဒါပေမဲ့မမို့မိဖို့ကြောင့်အတွင်းကိုလျှောက်တော့ဘသူမှလည်းမရှိဘူး။မိဖို့ကြောင့်တဲကိုဝေရောက်မယ်ဆိုပါကလည်းသူ့ထိုင်းနေရဲ့အရှိကနေတက်ဆက်ဝေရောက်မှတော့ရှာမယ်။ဒါပေမဲ့အိမ်နောက်ဘေးလေကားကိုဆက်နေတကားပေါက်တစ်ခုရှိပါသေးရဲ့။မမို့ကအိမ်နောက်ဘေးတကားကိုသွားလို့ဆင်းဆင်းလိုက်တော့လေတကားမှာတန့်ထားတဲ့ဂလတ်ထိုးချက်ကြီးဟာပိတ်ရတော့ရှိတယ်။ မုံမအဲ့ဒီချက်ကြီးကိုလက်နဲ့ဆွဲကြည့်ပေးမိမုံမအားနဲ့ပဲဆွဲမရပဲကြက်နေရင်မုံမကောင်းနေအတွေးပေါင်းစုံဝင်လာနေမိဖို့တဲကိုဝင်ရန်ဗရင်မောင်နှစ်ပေါက်သာရှိတော်တယ်ဒါပေမဲ့ဗရင်ပေါက်တွေကဝင်လာရင်လေငါးရက်မြင့်ကိုတက်ဖို့မဖြစ်ဘူးမုံမကအိုးသားခွက်တန်နေတတိယလို့ဇပွဲဘော်ကိုကြည့်ရခါဇပွဲဘော်ရှိအိုးခွက်တရတော့ပုံမှန်အတိုင်းပါပြုတ်ကြောက်လဲကြတဲ့အဖြစ်မျိုးတခုမှ မရှိဘဲနဲ့မုံမထားသွားတဲ့အတိုင်းပါ မမို့လေစင်းနေတော့လေးကိုမယူလို့အိုးကိုဖွင့်ကြည့်ရင်ဖះရရင်မမို့အတော်အံ့ဩသွားရတယ်ဒံအိုးအတွင်းမှာကြက်သားသုံးလုံးသာကြံတော့တယ်ကြွက်ချီရအောင်ကလေဖုံးအုပ်ထားခဲ့တယ်ကြောင်ချီတယ်လို့တွေးလိုက်ပြန်တော့လေဒံအိုးနဲ့စင်းနေတော့ကခြေရလက်ရမပြတ်ဘူးဒီအိမ်မှာတော့တခုခုရှိနေပြီထုံညာမမို့တယောက်ကြောက်ကြောက်နဲ့ဖះရှစ်ခိုးပြီးတော့အဲ့ရတယ်ညာ9နာရီကြော်လာတယ်မမို့စိတ်တွေအလွန်ခြောက်ခြားတယ် တညာလုံးတယောက်တည်းဖြတ်တန်းရအောင်မင်းဒါဒင်နာမကအပေါ်ထက်မှလည်းလူတယောက်မှလည်းမရှိအောက်ထက်မှလည်းလူမရှိအောင်တွေးမိတော့ပုံမထိတ်လန့်သွားရပြန်နေအဲ့တာပဲကောင်းနေဖယားရှစ်ခိုးထားတာနဲ့စိတ်ထဲနဲ့တော့အကြောင်းအလတ်ကင်းသွားတယ်ဒီလိုနဲ့အိမ်ရဖို့တက်လိုက်တယ်မမိုးတော့လည်းမရဂရင်နဲ့မအိပ်ဘူးဆပရင်မွေရောင်ကြီးတစ်ခုဝယ်လို့အခန်းကျမ်းမြတ်မှခင်းထားတယ်အဲ့ဒီအပေါ်ကဂိုင်းချင်းအောင်တစ်ခုကို ထောင်းထားတယ်မမိုးကအိမ်ရှိကမ်းမီကိုပိတ်လိုက်တယ် ရှောင်းလန်းတဲ့မိဖို့ကမ်းမိကိုတော့ဖွင့်ထားတယ်။အခန်းထဲကိုဝင်လို့အခန်းတကပိတ်လိုက်တယ်။ဒါပေမဲ့တယောက်တည်းနေရမှုဂျမ်းမချလိုက်ဘူး။အခန်းတကကလည်းဘူးတော်တကဖြစ်ပါလိမ့်။မီးလင်းနေပြန်ရင်လည်းမအိတ်တတ်တာမှု အခန်းမီကိုမှိတ်လိုက်တယ်။မအိတ်ခင် Facebook 300အုံမှဖြစ်လို့ဖုန်းကိုယူလို့အဲ့ရတဲ့ကိုဝင်ကချင်းနောက်ကိုစစ်ပိတ်တယ်။ပြီးတော့လဲရောက်ပြီးတော့ဖုန်းကိုကြည့်လိုက်တယ်။တနအိကန်ကြားတဲ့အခါမှာတော့ရှောင်းလန်းမီက တစ်ဖြက်ဖြက်ဖြစ်နေရကိုတွေ့လိုက်ရပြန်နေတကားအောက်ခြေကိုကြည့်လိုက်တာနဲ့ဒီလိုမီးကမှိတ်လိုက်ဖွင့်လိုက်ဖြစ်နေရကိုသိရတယ်မုံမဖုံးကိုမကြည့်တော့ဘဲနဲ့တကားကိုကြည့်ရင်စိတ်ထရအလိုလိုပဲကြောက်လန့်နေသူကြည့်နေစမှာပဲတကားပူတော့ကတကြက်ကြက်နဲ့တွန်ခါရင်မုံမကအလွန်ထိတ်လန့်သွားလို့ခြေရင်းမှာပုံထားတဲ့စောင်းကိုဆွဲယူတယ်။စောင်းသားကနေပုံပြီးကြည့်နေစမှာပဲတကားပူတော့ကတဖြည်းဖြည်းလဲလာတာကိုတွေ့ရတယ် ဘိုးတော်တပတ်လဲသွားတာနဲ့ဂျလောက်ကနေမြီလို့တကားသူ့အလိုလိုပွင့်လို့ဖြင်းချင်းစွာနဲ့ပွင့်ထားတယ်။မမို့လည်းဘာမှကြည့်မနေတော့ဘူး။စောင်းကိုကောင်းမှုချုံလို့ပုံအောင်နေလိုက်တယ်။မမို့စိတ်ကထိတ်လန့်နေတော့လေ။တနားရီကကြားတဲ့အခါမှာတော့အလောက်ပင်ပန်းထားတာမို့အိမ်မောကျသွားတယ်။မမို့ကအိမ်နေရချမ်းလာတယ်လို့ဖြစ်လာတယ်။စောင်းကိုဆက်လိုက်တော့စောင်းကချေရဲမှာပုံရသားတော်ဖြစ်တယ်။ဒီအခါညာအเจ้าနေခေါင်းထဲမှာတိုးဝင်နေ။ မမောဆောင်ကိုခြေထောက်နဲ့ညှက်ယူလို့ကိုဘော်ကိုပြန်လို့ဆွဲချုံနေအဲ့ဒီအချိန်သူ့ချင်းအောင်ရှိစေကသူ့အလိုလိုပွက်ထတဲ့သူ့ချုံထားတဲ့ဆောင်ကိုတယောက်ယောက်ကဆောက်ဆွဲလိုက်တယ်လို့လွှင့်ထွက်သွားလို့ခြေရင်းဘက်ချင်းအောင်မှာတော့ကန့်နေတယ်မမောလည်းမျက်လုံးတွေပိတ်လို့နားနှစ်ဖက်ကိုလည်းလက်နဲ့ပိတ်ထားတယ်ဒီအချိန်လေအေးတွေကတိုက်လာပြန်နေလေအေးတွေကတခန်းလုံးကိုတိုက်လာကြမဟုတ်ဘဲသူ့မျက်နှာအနီးကိုတိုက်ခတ်နေကြပါနောက်တော့လေတရုံနဲ့မကပဲ တက်ဖို့ဖို့နဲ့မှုတ်တဲ့အတန်းကိုလဲကြာရီလေအိုတယောက်ယောက်ကပါးစပ်နဲ့မှုတ်နေရတော့ဖြစ်မင်းမိုးမိုးအိမ်မပြောပေးမျက်လုံးမိတ်ထားရင်ရသည်မဖျားစာကိုရှစ်ဆူတယ်တနားရီလောက်ကြာသွားတော့မှအလုံးတိတ်ဆိတ်တယ်ဆောင်းကိုခြေထောက်နဲ့ထိုးကြည့်ရခါဆောင်းကလည်းမလှုပ်ရှားတော့ဘူးမိုးမိုးတယောက်ထုံညာအိမ်မပြောတော့မနက်မိုးလင်းတော့ကိုအောင်ပြန်ရောက်တယ်မိုးမိုးတယောက်တီးတော့မှအိမ်ရတဲ့ရထဝန်နေကိုအောင်ခန်းထဲဝင်လာတော့ကိုအောင်ကိုပြစ်ဖက်တယ် အောင်မလီငါမိမကငါ့ကိုဒီလောက်တောင်လွမ်းနေရလားမိုးမိုးကကောက်ခါရင်သူ့မျက်လုံးကမျက်ရည်တွေအောင်စေးကြတယ်မဟုတ်ဘူးကိုအောင်မဟုတ်ဘူးမိုးမိုးဒီအခန်းမှာလည်းဆက်မနေရတော့ဘူးဒီအခန်းကတရဲ၆တဲကိုအောင်မိုးမိုးပြောနေရင်အတန်းတွေတဲ့ဝဲလို့ငိုချင်းပြီးပါတယ်တညလုံးငိုချင်းစိတ်ကိုထိထားရကကိုအောင်ကိုဖက်ရင် ကလေးတယောက်လုံးဟွန်းချတယ်ကိုအောင်ဒီတိုက်ခန်းကတရဲ၆တဲအကို့ မို့မနေခဲ့တော့ဘူးကိုအောင်ကငကိုတဲ့ကတရဲတို့ပရလောကစုံဖုတ်ကဝေတို့ကအယုတ်ကြီးလည်းမရှိအเจ้าလက်လည်းကဲနာနေမို့မို့ပြောတာ လုံးဝမယုံဘူးမို့မို့ရင်တရဲဆိုတာမရှိပါဘူးကမို့အောင်နေရာတက်မှနေရတာဆိုတော့စိတ်ချောက်ချားနေရဖြစ်မှာပါမဟုတ်ဘူးကိုအောင်တကယ်ရှိတယ်မို့တညလုံးတရဲချောက်လန့်နေရတော်တော်မို့မဟုတ်တော့ပြီပြောမနေနဲ့တော့မိုးကလူကြီးဖြစ်နေပြီ အခုချိန်ထိကြောက်တတ်နေတော့လားတရဲဆိုတော့တကယ်မရှိဘူးမို့ရင်ကိုယ့်စိတ်ကကိုယ့်ကိုပြန်ပြီးခြောက်လန့်နေရပါ မသိဘူးကိုအောင်မို့တော့ကြောက်တယ်မို့ဒီမှမနေရဘူးဇနေးဖြစ်သူမို့မို့ကအကြောက်အကန့်ပြောနေရတဲ့ကိုအောင်တယောက်အလွန်ထောတာထွက်ရတယ်ဒီမှမို့မို့မေဒီမှမနေနိုင်ရင်ဘဲမှသွားနေမှလေဒီတိုက်ခန်းကိုဈေးပေါပေါနဲ့ရတာတော့မှ၆လစချုပ်ချုပ်ဖို့ပတ်စံတော့မှကိုအောင်တို့ဘယ်လိုရှာရလဲ အခုဒီကနေ့သွားပါပြီလေမင်းကဘယ်မှာသွားနေမှာလဲလမ်းမင်းမှာသွားနေမှာလားကိုအောင်ပြောတဲ့စကားတွေမှန်တာမို့မမပြောစရာစကားလည်းမရှိဘူးသို့တော်လေကိုအောင်ကညာဆိုင်ဆင်းရတာမို့မမတယောက်ထဲတော့ဒီတိုက်ခန်းကြီးမှာညာဘက်မနေရဘူးကိုအောင်ကဒီရဖြစ်ကိုတတိထားမိရင်သူကတော့မမတယောက်ထဲတိုက်တဲ့မှာနေထိုင်လို့ညာဘက်တိတ်ဆိတ်နေရနဲ့ခြောက်ချားနေခြင်းဖြစ်မယ်လို့လည်းရှုပ်ကြည့်ရင်သူတို့နှစ်ယောက်စကားမပြောဘဲအဲ့ရပေါ်မှာတယောက်နဲ့တယောက် ကြော်ပေးပြီးတော့အချိန်ကြာကြီးကိုထိုက်ကြတယ်။နောက်ဆုံးတော့ကိုအောင်ကပြီးမုံမို့ချောင်ရတယ်။အလုံးနောက်ကျနေအောင်မယ်မို့အလုံးသွားဖို့ပြန်နေတကယ်လို့ဒီတိုက်ခန်းမှာမိုးတယောက်တည်းမနေရဘူးဆိုရင်အကိုမေကိုသွားခေါ်လိုက်မယ်။ချင်းကန်းကလည်းလွတ်နေအောင်ဆိုတော့အမေရအတွက်အစင်းနဲ့ဖြစ်သွားတာပေါ့ဘလို့လဲမို့မုံမို့လည်းရခုတိုက်ခန်းကမပြောင်းရွှင်နိုင်သေးဘူး။တယောက်တည်းလည်းမနေရတာမို့နောက်ဆုံးတော့ကိုအောင်ပြောတဲ့ကြံကိုလက်ခံနေရင်းမို့ချုပ်ပြီး ခမင်းကြပြမထင်အောင်တော့ပဲရုံးကိုကပြခဲ့ရောက်ပြရတယ်။ကိုအောင်အမေကသူတို့မျိုးစင်ကြီးဘုံရက်ွက်မှာကိုအောင်အမမိသားစုနဲ့အတူတူနေထိုင်တာပါ။ကိုအောင်ကနေလယ်မှာအမေကိုသွားခေါ်တယ်။အမေရဲ့အထုပ်ပိုးတွေနဲ့အရာလေးတွေကိုခြေရင်းကမ်းမှာနေရာချပေးတယ်။ဒီလိုနဲ့ညနေမုံမုံအိမ်ပြန်လာတော့ကိုအောင်ရဲ့အမေကရှောင်းနေပြီ။ကိုအောင်အမေရဲ့နာမည်ကဒေါ်မိုးပါ။အမေရောက်ပြီလား။အေးပါသမီးရဲ့။သမီးကြည့်ရတာလည်းမလန်းမို့။နေမကောင်းလို့လား။ မုံမောကခေါင်းခါပြတယ်အလုံးနဲ့နဲ့ပြန်မလို့ပါအမေဒါနဲ့အမေညစာစားပေးပြီလားတားပေးခဲ့တဲ့ဈေးဘုံနဲ့အမေထမင်းချက်ထားလိုက်တဲ့သမီးသမီးယူမိုးချုပ်ပြီးထမင်းစားရအောင်လေမုံမောကဒေါ်မိုးရောက်တာနဲ့နင်းနေတော့စိတ်သက်သာရရှာသွားတယ်ရေမိုးချိုးပြီးတော့သူတို့နှစ်ယောက်ထမင်းစားဖို့ပြန်နေအမေတမီးရထမင်းကိုအိမ်ရှိမှပဲစားတတ်တာ ခုနှစ်နိုင်ကကြည်ရင်နဲ့စားတာအတော်ပဲအမေနဲ့အဲ့ဒီကတိတ်ကြိုက်တယ် ထမင်းခုပြီးဇွေဘဲကောင်အသေးလေးပေါ်တင်လို့အိမ်ရှိကိုထွက်ခဲ့တယ်။ TV ကိုကြည့်နေရင်အတူတူထမင်းစားကြတယ်။ထမင်းစားနေစမှာပင်ဒေါ်မိုးအခန့်နဲ့ဖုံးတဲ့မြေးလာတယ်။ဖုံးလာတာနဲ့ဒေါ်မိုးကစားလက်စဆုံးကိုချလို့အခန့်နဲ့ကိုပြေးဝင်နေ။မုံမို TV ကြည့်နေစမှာပင်ရှောက်လန်းကမိချောင်းကမှိတ်တုံမှိတ်တုံဖြစ်သွားတယ်။မုံမို့ကဒီအဖြစ်ကိုကြည့်လို့အလွန်ထိတ်လန့်နေ။တရဲ၆ခန့်နေရဒီလိုမိချောင်းကိုမှိတ်တုံမှိတ်တုံဖြစ်တတ်တယ်မဟုတ်ပါလား။ အမေရေအမေမမောကတော်တော်လေးတော့អော်ရီအိမ်နောက်ဖေးကអោកកပကန်းនេះပြုတ်ចាស់តានကိုចាដល់នេះដော်မိုးလည်းဖုံးပြောနေရင်အိမ်နောက်ဖေးមីបូកန်းကိုပြေးထွက်တယ်တရားကဇပင်ကိုဘီးဇပတ်ထုံးလို့ပိမ့်ပိမ့်ညောင်းညောင်းနဲ့အဖိုင်းတအုပ်ကိုមីបូកန်းမှာလှက်ကနေကိုတွေ့ရတယ်ဒော်မိုးလည်းထီးဆွတ်သွားလို့មីបូកန်းတွင်းကိုပြေးဝင်တော့အခန်းတွင်ဘသူမှလည်းမရှိအោកកပကန်းនេះလည်းနေသားတစ်ချောက်ဖြတ်တာတွေ့ရတယ်တရားကမိုးမိုးကအရှိကန်းကပြေးလာတယ် ရှောက်လန်းမိကြောင်းဟောင်းအကောင်ပကတိတိုင်းထိတ်လဲနေပါရင်အမေဘာဖြစ်တာလဲတော်မောကပြူးကြောင်းနဲ့မျက်လုံးနဲ့ခူးနာကဒီအနောက်ကိုအဖွားကြီးတယောက်ဝင်သွားတော့အမေမြင်လိုက်တယ်။နောက်ပြီးအိုးခွက်ဘက်ကနေကြားတဲ့တောင်ကိုတမ်းမိကြတယ်မှလား။ကြောင်တိုးတော်နေမှာပါအမေရဲ့။ဒေါ်မိုးကြောင်မှဆိုတာနဲ့မမိုးကစိတ်သက်သာရရှာအောင်ပြောလိုက်တော့လေတကယ်တမ်းတော့တရေချောင်းနေမှန်းကိုသိလိုက်တယ်။ဒေါ်မိုးကဟင်းနေကိုအုပ်ဆောင်ထားတယ် အုတ်ဆောင်ကြီးကိုဖွင့်တဲ့အခါအောက်မလေးကုန်ပါပြီငါသားမနဲ့ကြလို့ပြန်လိုက်စားဖို့ကြော်ထားတယ်အမဲကြော်တွေကုန်ပါပြီဟဲ့ဒေါ်မောကစတီးပကံလုံးလေးတစ်လုံးကိုကန်ပြီးတော့အော်ဟစ်တယ်ဒီလိုနဲ့ညာအိတ်တယ်မမောကဖယောင်းကိုတေချာရှစ်ကိုပရိမြာဖယောင်းဆောင်းအုံနဲ့ဖယောင်းပုံတော်တွေကိုအိယခေါင်းရဲမှာထားအိတ်တယ်အရင်ညာကောင်လောက်တော့စိတ်မချောက်ချားတော့ဘူးဘေးကမ်းမှာတော်မိုးရှိရဲဆိုတဲ့အသည့်နဲ့စိတ်ထဲအနှဲငယ်တော့လှုပ်ကြုံနေတယ် မမအခုချိန်တော့6လမခန့်ရသေးဘူးလီလိုနဲ့ဖုန်းကိုကြည့်လိုက်တယ်အချိန်ကည7:00နာရီထိုးနေပြီမမလည်းအိတ်ချက်လာတာနဲ့ဖုန်းကိုချလို့အိတ်ဖို့ပြန်လိုက်ဆက်မှာပဲရှောင်းလမ်းမိကြောင်းကမှိတ်တော့မှိတ်တော့ဖြစ်လာတယ်မမကကြောက်သွားလို့ဆောင်းကိုဆွဲယူတယ်ပြီးတော့အခန်းထဲကောင်ကိုအသာကြည့်လိုက်တယ်မကြာမီတစ်ဖက်ခန်းမှာခြေတန်းတွေပြေးလွှားနေတဲ့ကြားရတယ်ခြေတန်းတွေကရှောင်းလမ်းအတိုင်းကိုပြေးလွှားနေနောက်တော့သူ့အခန်းတကားရှိမှရက်တန်းနေတယ် အခန်းထဲကဘူးတော်လဲထွက်သွားပြီးအခန်းထဲကကဝုန်းကနေကိုပွက်ထွက်တယ်။အာတည့်ရဲ့တည့်ရဲ့တည့်ရဲ့အခန်းထဲဝင်လာသူကတော်မိုးဖြစ်နေရင်တော်မိုးကမမိုးရဲ့ချင်းအောင်စစ်ကိုဖွင့်လို့ဂရင်မော်အတဲတိုးဝေတက်လာပြီးမမိုးဖတ်ထားတယ်။သူ့မျက်လုံးကလည်းဟိုးဟိုးဒီဒီလိုက်ကြည့်ရင်အမေဘာဖြစ်တာလဲတည့်ရဲ့နှကောင်သမီးတကောင်ကအဖိုးကြီးနောက်တကောင်ကအဖွားကြီးပဲအမေအိတ်နေတော့အမေဆောင်ကိုအဖိုးကြီးကလာလှန်နေတယ် ထို့ညတော့သူတို့နှစ်ယောက်အတူတူမုံမို့ကလေးမဝင်အိတ်ကြတယ်။အမေရပါပြောနေပြန်ပြီ။ဘာလဲ။အမေတို့သမီးယောက်ခမကြီးဇက်တိုက်ထားတာလား။ကိုအောင်မနဲ့ပြန်လာတော့သူ့အမေတော်မုံညာကြုံခဲ့တဲ့အကြောင်းတွေကိုပြောပြတော့လေကိုအောင်ကလုံးဝမယုံဘူး။တားပါသာရုံချင်ရုံမယုံချင်နေတာကြီး။အမေတော့ဒီတိုင်းမှလည်းဆက်မနေရတော့ဘူး။အမေဒီနေ့ပဲသမီးကြီးစီကိုပြန်မယ်။မမို့လည်းဆက်မနေရတော့ဘူးကိုအောင်။မမို့လည်းအမေတို့အိမ်ကိုခဏပြန်နေမယ်။ မိမရောအမေရောတရေချောက်တဲ့အကြောင်းပြလို့အိမ်မောကနေဆင်းသွားတာနဲ့ကိုအောင်တယောက်အလွန်ဒေါသထွက်ရတယ်။မမိုးတို့ထွက်သွားတဲ့အခါဒေါသထွက်ထွက်နဲ့အိမ်ရှိအရာတွေကိုပြစ်ပေါက်တယ်။ဗဇက်ကလည်းတရေကြီးလာဆန်းမင်းတကယ်ရှိတယ်ဆိုရင်ငါ့ကိုလာ၆ဆန်းမှာမင်းကြောင့်အခုငါမိမလည်းဆင်းသွားပြီ။ငါ့အမေလည်းမနေတော့ဘူး။မင်းသာတကယ်ရှိရဲ့ဆိုငါ့ကိုပြစောက်ကွာ။ကိုအောင်ကအိမ်တကာမအကိုချီအောင်တဲ့ကံကိုပိတ်လိုက်တယ်။ပြီးတော့ချက်ချပြီး စိတ်ညစ်ညစ်နဲ့ရေချိုးကန်းနဲ့ဝင်လို့ခြေလက်စိတ်တယ်။ကောင်းတယ်စင်းကြစင်းကြအကောင်စင်းတော့ငါတယောက်တည်းနားအေးတယ်။ကိုအောင်ရေချိုးကန်းနဲ့ကထွက်လာလို့ရေတောက်ဖို့ရေခွက်ကိုယူတဲ့ချိန်မှာခြေရင်ကတကားမှတဖြည်းဖြည်းနဲ့ပွက်ထွက်တယ်။သူတို့ခန်းကတကားတွေကအခန်းတွင်းကိုဆွဲဖွင့်ရတဲ့တကားတွေပါ။နောက်တော့အခန်းထဲကအဖိုးကြီးတယောက်ထွက်လာပြီးရှောင်းလန့်အတောင်အိမ်ရှိကိုရှောက်သွားတယ်။ကိုအောင်တယောက်ဘာပြောရမှမသိတော့ဘူး။ဟေးဟေးလူခမည်းဘာသူလဲ။ ကိုအောင်ကရှောင်းလန်းအတိုင်းပြေးလိုက်ခဲ့တော်လေအဖိုးကြီးကအေရှေတကားဘက်ကိုချိုခွေတယ်။ကိုအောင်လည်းအေရှေကိုရောက်တော့အဖိုးကြီးကမတွေ့ဘူး။ဒါပေမဲ့လေကားမှာခြေတံတစ်ချက်ချက်ကိုကြားတာနဲ့တကားကိုပြေးဖွင့်နေ။တရက်ကအပေါ်တက်ကိုတက်သွားပြီးအဖိုးကြီးကိုရှေ့ကနေကိုမြှင့်လိုက်တယ်။ကိုအောင်စဉ်းစားမနေတော့ပေအဖိုးကြီးနောက်ကိုပြေးလိုက်တယ်။လေကားကိုခြေတံမှန်မှန်နဲ့တက်သွားတဲ့အဖိုးကြီးအနောက်ကနေပြေးလိုက်တဲ့ကိုအောင်မေမှတ်မိဘူး။ရှေ့ထမ်းများကိုရောက်တဲ့အခါခြေတံကရက်တက်သွားတယ်။ ကိုကအပေါ်စားတက်ကိုခြေချတဲ့အခါမှာတော့အခန်းအလွတ်ကြီးကိုတွေ့ရတယ်။အခန်းနေရာပြည့်စေပြီးပုံမရသေးတဲ့အခန်းအကျဲတဲ့ကြီးတွေဖြစ်ကြတယ်။ဒါပေမဲ့ခေါင်းရက်ဘက်အခန်းတွင်လူရိတ်လူရောင်တွေမြင်ရတာနဲ့ကိုကအခန်းထဲကိုပြေးဝင်တော့အဖိုးကြီးတအူနဲ့အဖွားကြီးတအူအခန်းကျမ်းမြင့်ကိုကြည့်လို့တခုခုရှာနေကြတာကို တွေ့ရတယ်။ကိုအောင်ကပြေးသွားလို့အဖိုးကြီးခမည်းတော်ဘာတွေရှာနေရလဲ။အဖိုးကြီးနဲ့အဖွားကြီးကိုအောင်မျက်နဲ့သေးကြီးနဲ့ကိုကြည့်ကြတယ် ပြီးတော့ကိုအောင်ရှိမှပြီရုတ်တရက်ပြောက်ွယ်သွားကြတယ်ကိုအောင်လည်းဒီလောက်ဆိုသိသွားပြီ ထိုလူတွေကလူမဟုတ်ဘဲတရေရွေသာဖြစ်ရမယ်လို့တွေးလို့ရှစ်ထက်မြောက်ကအမြန်ပြေးဆက်လာခဲ့တယ်နောက်ဆုံးတော့ကိုအောင်လည်းတရေရှိအောင်လက်ခံလိုက်ရတယ်ဒီလိုနဲ့သူတို့အဲ့ဒီတိုက်ကအမြန်ပြောင်းရွှေ့ရတော့တယ်ဒီတိုက်မှာသူတို့နေထိုင်တာတပတ်ပဲမပြေဘူးနောက်မှတရတာကထိုတိုက်ကြီးကိုတိဆောက်တဲ့မြေကြီးဟာအမွေးဆိုင်အင်ကြီးတက်လို့ဖြစ်လို့ အိမ်ပါရှင်အဖိုးကြီးနဲ့အဖွားစီမကျွတ်မလို့ပဲရှိနေတယ်လို့ဆိုကြတယ်။သားသမီးတွေအမွေရတော့လေအိမ်ကြီးမှမနေရတာနဲ့နောက်ဆုံးကန်ထရိုက်လက်ကိုအပ်လို့တိုက်ဆိုင်လောက်တာပါ။အခုထိအဲ့ဒီတိုက်ကြီးကိုမြင်နိုင်မမိုးတယောက်သူ့ဘဝအဖြစ်ပြက်တည်းတတိယမင်းအခုတော့ဒီတိုက်ကြီးမှာလူတော်တော်များများနေထိုင်နေကြပြီတော့ဖြစ်တယ်။တိုက်ပါရှင်ကနမည်ကြီးတဲ့ဆရာတယောက်ကိုခေါ်လို့နှင်လို့တယ်လို့ဆိုပါတယ်။ဒါပေမဲ့ထိုးတိုက်ကြီးဟာတရင်စိုးတွေပြန့်နှံ့နေသေးရင် အကြောင်းကထိုတိုက်ကြီးမှာတရဲတွေရှိနေသေးတယ်ဆိုရင်တရဲကြောင့်ပါရခိုင်ကားလောက်မချောင်းနှံတော့တော့လေရိုးတို့ရှိတဲ့အမြဲတွင်းနေရတယ်ဆိုရင်တရဲနေကြောင့်ပါအစိုးရရအကောင့်တရက်ကတော့အဲ့ဒီနောက်ပိုင်းကနေစလို့ကိုအောင်လည်းတရဲကိုရှုံးကြည့်သွားလို့ဖိအားတယောက်ပို့လို့ဖြစ်သွားတယ်လို့မုံမုံလေးဘာသာရေးအလုပ်တွေကိုဒက်ဆိုင်မမတ်လှောက်ဆောင်တက်ခဲ့ခြင်းတော့ဖြစ်တယ်ဟုတ်ကဲ့ပါရှင်ကျမတို့ရဲ့အခါသော official youtube channel ကထုတ်လင်းပေးခဲ့တဲ့ တရရဲ့ချက်နဲ့ရှက်ထတိုင်းဆိုပြီးဆက်လန်ကောက်တဘောက်ကတော့ဒီနေရာမှာနေပြည့်စုံခဲ့ပြီဖြစ်ပါတယ်။နောက်ဆက်အောက်ပေးခဲ့သူပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။